အစံ TV ပြည်သက်တွေအားလုံးပဲမင်္ဂလာပါဗျာဆိုတော့အဲဒီနေ့ကတော့ဒီဗီဒီယိုလေးရပါတော့ကျွန်တော်လီဗာပူးသင်းရဲ့လက်တလောအပြောင်းအရွှေ့ပေါ့နော်တရင်နေအကြောင်းလေးကိုပြောပြပေးခြင်းပါတယ်ဆိုတော့ကျွန်တော်အစံ TV မှာကတော့ပေါ်ကျူသုံးသက်ချက်အများစုတင်ပြီးတော့ပေါ့နော်ဒါဟိုအဓိကတော့တခြားသော update new လေးတင်တာမျိုးရှိပြီးတော့ကျွန်တော်ကလီဗာပူး fan ဖြစ်ပြီးတော့ပေါ့နော်ဒါလီဗာပူးအကြောင်းအရာလေးဒီဘက်မှာနည်းနည်းလေးမတင်တာလေးဟထားတယ်လို့ပြောရမယ်ပေါ့နော်ဒါကလည်းကျွန်တော်တစ်ဖက်မှာပေါ့နော်ကျွန်တော် ညီကိုတွေရှင်ပချင်းတူတဲ့ Liverpool fan ညီကိုတွေအတွက်ပေါ့နော် Real Liverpool channel လေးအာကျွန်တော်လှုပ်ထားတာမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့အလုံးလေးသိကြမယ်ထင်တယ်အဲ့ဒီမှာကများသောအားဖြင့်ကျွန်တော် Liverpool နဲ့ပတ်သက်တဲ့အရာရာပေါ့နော်ကျွန်တော်ချစ်တဲ့အသင်းကိုအကုန်လုံးပေါ့နော်တင်ပေးတာမျိုးရှိတယ်ဆိုတော့ဒီဘက်မှာကတော့ Liverpool အသင်းရဲ့အပြောင်းအရွှေ့သတင်းလေးတွေမတင်တာကြာပြီဖြစ်တဲ့အတွက်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်နောက်ဆုံးရကျွန်တော် Liverpool အသင်းရဲ့ပေါ့နော် transfer news လေးကို အဲတင်ပေးခြင်းပါတယ်ဗောနော်အဲပြောပြပေးခြင်းပါတယ်ဒီဗီဒီယိုလေးမှာဗောနော်ဒီကတော့ကျွန်တော်တို့ဒါမတ်လာအ7ရက်နေပါဗောနော် Okay ဆိုတော့အဲကျွန်တော်တို့ဒီအပြောင်းရွှေ့အကြောင်းအရာလေးကိုပြောမယ်ဆိုလို့ရှိရင်တော့ PSG အသင်းနဲ့ Champion League ပွဲစဉ်ကိုမပြောမဖြစ်ကျွန်တော်ထည့်ပြောရမယ့်အနေအထားလေးမှာရှိပါတယ်ဆိုတော့အလုံးလည်းသိကြတဲ့အတိုင်းပဲကျွန်တော် Champion League 16သင်းအဆင့်မှာဗောနော် PSG အသင်းကို penalty မှာရှုံးနေပြီးတော့အလှည့်ပြန်ခဲ့ရတယ်ဆိုတော့အဲ့ဒီအနေအထားမှာလေကျွန်တော်တို့ဒီယာတီဗောနော် ကျွန်တော်တို့လီဗာပူးအသင်းရဲ့ squad မလုံလောက်မှုအဓိကလူစင်းအားနည်းမှုအရင်အင်အားအားနည်းမှုပေါ့နော်ပြီးခဲ့တဲ့နွေရာဒီကောပြီးခဲ့တဲ့အဆောင်းဝါဒီပူနွေဆောင်းဝါဒီကရောကျွန်တော်တို့ကစားသမားခေါ်ယူမှုအားဖြည့်ထားမှုမရှိဘဲနေပေါ့နော်နီပြအာနီစလော့အနေနဲ့အနီပြဂျီယာကင်ကလော့ရဲ့အသင်းကိုလက်လွဲယူပြီးတော့ပေါ့နော်အကောင်းဆုံးပုံစံနဲ့ဒီရာဒီမှာဥဆောင်နေပေမဲ့လေဒါအရေးအကြောင်းပေါ့နော်တကယ်တမ်းနေလားငါလားအပြိုင်ပွဲတွေရဲ့ယာဒီသိန်းခံကြီးရောက်လာတဲ့အနေထားမှာကစားသမားတွေအနေနဲ့ကတော့ အလုံးဝ energy ကုန်ခန်းနေတဲ့အနေအထားမှာကျွန်တော်တို့အသေးမှာလူအင်အားမလုံလောက်တဲ့အနေအထားလေးကြောင့် PSG ကိုကျွန်တော်တို့ဒါရှုံးနေကြရတဲ့အနေအထားမျိုးလေးကိုအလုံးလေးတွေ့မြင်ခံစားရလိမ့်မယ်လို့တော့ထင်ပါတယ်ဆိုတော့ Liverpool တင်းကဒါဒီရာဒီမမဟုတ်ပါဘူးနီးပြကြည်ရကင် Klopp လက်ထက်သေးကဒါပိုင်ရှင်တွေပေါ့နော်မပြောချင်မြင်မြင်လည်းထည့်ပြောရမယ်ဒီပိုင်ရှင်တွေရဲ့ကစီနဲမှုတွေကြောင့်ကျွန်တော်တို့အနေနဲ့ကစားသမားလုံလောက်မှုကနှစ်တိုင်းလို့လို့မရှိဘူးဒါကြောင့်လဲကျွန်တော်တို့အဓိကဖလားပြိုင်ပွဲတွေ ်အအဓိက Premier League title race တွေထဲမှာပေါ့နော်အမြဲတမ်းလို့ကျွန်တော်နောက်ကျကြံခဲ့ရတာမျိုးလေးတွေရှိတယ်ဆိုတော့ဒီအာဒီမှာလည်းထိုနီလည်းကောင်းပဲနီပြအာနီစလော်ရဲ့လက်ထက်မှာလည်းကျွန်တော်တို့ဒါခေါ်ယူထားတဲ့ကစားသမားဆိုလို့မမတက်ရှက်ဗလီတူရှိမယ်ဒီကစားသမားလည်း Valencia ကိုပြန်ပြီးအငှားချထားတယ်ပြီးတော့ဒါခီဆာကိုခေါ်ယူပေးထားတယ်ပေါ့နော်ဒါခီဆာကလည်းအပွဲထွက်ခွင့်အတွက်လုံလောက်တဲ့အာမခံချက်မရှိတဲ့အနေထားမှာပြောမယ်ဆိုရင်ကျွန်တော်တို့ဒါပြည်ရဲ့ຫນွေရာသီတုန်းကကစားသမားမခေါ်ယူဘူးလို့တောင်မှကျွန်တော်တတ်မှတ်လို့ရမယ့်အနေထား ြောရမယ်ဆိုအသင်းအတွက် impact ဖြစ်မဲ့ကစားသမားခေါ်ယူမှုဟိုမလုံနိုင်ခဲ့တာမျိုးရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့လည်း Liverpool fan တွေအကုန်လုံးကဟိုသိကြတယ်ပေါ့ဗျာဟိုပြီးတော့အသင်းပိုင်ရှင်အပေါ်မှာလည်းတော်တော်လေးဟိုတင်းတယ်ပေါ့ဗျာပွင့်လင်းပြောရင်ပေါ့နော်အဲ့လိုနေထားလေးဆိုလက်ရှိမှာလည်းလာပြန်ပြီလာမယ့်လူရသည်အပြောင်းရွှေ့စည်းကွက်မှာဆိုလို့ရှင်တော့ Liverpool အသင်းကတော့ဒါကြီးကြီးမားမားအပြောင်းရွှေ့တေကိုအဲလုံနိုင်ဖို့ရှိရဆိုတဲ့တင်းတွေကတက်နေတယ်ဒါကကျွန်တော်အပြောင်းရွှေ့နေပတ်သက်လို့ကနဦးအဲစကားလေးတန်းတာပေါ့နော်ကဲထားပါတော့ဆိုတော့ လက်တလုံးမှာကျွန်တော်တို့ဒါဖြစ်နေတာကတော့ PSG ပွဲစဉ်မှာ penalty လွဲချော်သွားတဲ့မင်းသားကြီးပေါ့နော်ပြီးတော့ Diego Jota အဲရာသီတိုင်းမှာပေါ့နော် injury ခဏခဏရရှိနေပြီးတော့ injury prone လို့တောင်မှအပြောနေကြတဲ့အနေအထားမျိုးလေးပေါ့နော်ဒီကစားသမားနှစ်ဦးကတော့လာမင်းလူရည်အပြောင်းရွှေ့စည်းကွက်မှာအသင်းဘက်ကပေါ့နော်လီဗာပူးအသင်းဘက်ကရောင်းချနိုင်ဖို့ရှိရဆိုတဲ့တည်နေကတက်နေတယ်အဲဆက်ထဲမှာပဲကျွန်တော်တို့ဒါအလက်ဇနာအီဆန်နဲ့ကလည်းလီဗာပူးအသင်းကခေါ်ယူမယ်စိတ်ဝင်စားနေရဆိုတဲ့တည်နေကထောက်လျှောက်တက်နေတယ်အားလုံးလည်းတည်ပြီးကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ ဒီနေ့မှာထပ်ပြီးတော့ဒါစပိန်သတင်းစာရဲ့ဖော်ပြချက်အရာဆိုလို့ရှိရင်လေလီဗာပူးအသင်းကအဲခုနရှေ့မှာသတင်းတွေတက်တယ်လို့ပဲပေါ့နော်အလက်ဇန္ဒားအီဆက်ကိုပေါင်တန်း120ဝန်းကျင်နဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ပြီးတော့ဒါဝင်နူနက်စ်ကိုရောင်းချမယ်ပေါ့ဗျာဥမာဆော်ရီဘက်ကကမ်းလန်းလာတော့၎င်းအဲဥရောပကလပ်တွေကကမ်းလန်းလာရင်တော့၎င်းလမ်းဖွင့်ပေးထားမယ်ပေါ့ဗျာလမ်းဖွင့်ပေးထားပြီးတော့ဒါဝင်နူနက်စ်ကိုရောင်းချတဲ့ပြောင်းရွှေ့ခြေတချို့တဝက်ကိုအသုံးပြုပြီးတော့အလက်ဇန္ဒားအီဆက်ကိုခေါ်ယူသွားမယ်ဆိုတဲ့သတင်းတွေကလက်ရှိမှာတက်နေတာမျိုးလေးရှိတယ် အဲနျူကာဆယ်တင်းကလည်းလက်ရှိမှာဗနာယေးအခက်ခဲတွေကြုံနေရတာဖြစ်တဲ့အတွက်ကိုပေါ့နော်လက်စနက်အီဆက်ကိုအနည်းဆုံးပေါင်တန်းတရာနဲ့အထက်ရရှိမှသာရောင်းချမဲ့အနေအထားမျိုးလေးမှာရှိပါတယ်ဆိုတော့လီဗာပူးတင်းဘက်ကလည်းဒါတကယ်တမ်းနျူကာဆယ်အသင်းအနေနဲ့လက်စနက်အီဆက်ကိုရောင်းချမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ခေါ်ယူဖို့စိတ်ဝင်စားရဲဆိုတဲ့တဲ့င်းတွေကတောက်လျှောက်တက်နေတယ်တစ်ဆက်ထဲမှာပဲလီဗာပူးတင်းကလက်စနက်အီဆက်ပြေနောက်ထပ်ကစားသမားတအုပ်ကို monitoring လုပ်ပြီးတော့လီဗာပူးတင်းနဲ့တဲ့င်းထွက်ပေါ်နေတဲ့ကစားသမားတို့ Brighton အသင်းရဲ့တိုက်စင်မှုဖြစ်တဲ့ပေါ့နော် ဂျာဟိုပတ်ဒရိုပဲဖြစ်ပါတယ်ဂျာဟိုပတ်ဒရိုကလည်းပရီးမီးယားလိပရိသတ်တွေနဲ့ရင်းနှီးပြီးသားတကယ်ကိုပေါ်တရှယ်ရှိတယ်အဲကစားသမားလေးလက်ရှိ Brighton အသင်းတွေလည်းပေါ့နော်ဒီရာဒီမှာ twin goal တွေအများပြသွင်းယူပြီးတော့ခြေစွမ်းပြနေတဲ့ကစားသမားလေးဒီကစားသမားကိုလည်း Liverpool တင်ရစိတ်ဝင်စားနေတယ်ဆိုပြီးတော့အာလက်ရှိမှာ Tintor နဲ့ Baseball တို့ကပေါ်ပြလာတာမျိုးရှိတယ်ပေါ့နော်ဆိုတော့အာလာမင်လူရစီအပြောင်းရွှေ့ဈေးကွက်မှာတော့ Liverpool အသင်းဘက်ကပေါ့နော်ဒါ Darwin Nunes နဲ့ Diego Jota နှစ်ဦးစလုံးကိုရောင်းချ သွားမလားဒါမှမဟုတ်သူတို့နှစ်ဦးတွေကတူဦးပဲရောင်းချသွားမလားပြီးရင်ဒါအလက်ဇနက်အီဆန်နေပေါ့နော်လက်ရှိတရင်ထွက်နေတဲ့ဒါပက်ဒရိုနှစ်ဦးတွေကတူဦးခေါ်ယူသွားမလားစိတ်ဝင်စားဖို့စောင့်ကြည့်ရမှာပေါ့နော်လက်ရှိမှာတော့ Brighton အသင်းဘက်ကတော့ဒါသူတို့အသင်းရဲ့ကစားသမားကိုပြောင်းရွှေ့ချေရတော့ပေါင်တန်းတရာတတ်မှတ်ထားတာမျိုးရှိတယ်ပေါင်တန်းတရာပေးမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ရောင်းချနိုင်ဖို့ရှိတယ်ပေါ့နော်အဲဆိုတော့ ပဒူရာလည်းတကယ်ပြောမယ်ဆိုကျွန်တော်ကြိုက်ပါတယ်ဒီကစားသမားပေါ်တရှင်အများကြီးရှိပြီးတော့ဗောနပရီးမီးယားလိနဲ့အသားကျပြီးသားကစားသမားဘရိုက်တန်လိုအသင်းမျိုးမှာတော့မှဒီလောက်တောက်လျှောက်တွင်းကိုတွေတွင်းနေရဆိုလို့ရှိရင်ဒါစပိုတင်ကောင်းနဲ့ကျွန်တော်တို့လီဗာပူးအသင်းကိုသာရောက်လာမယ်ဆိုလို့ရှိရင်တော့အများကြီးမျှော်လင့်လို့ရတဲ့အနေအထားမျိုးလေးပြီးဗောနနောက်ထပ်ကတော့လီဗာပူးအသင်းစိတ်ဝင်စားနေတဲ့ကစားသမားကတော့ဒါဖာကေဖန်တိုက်ရဲ့နေရာမှာလောင်းတန်းဗောနအစားထိုးဖို့အတွက်အရင်ရှိအစားထိုးဖို့အတွက်စိတ်ဝင်စားနေပြီးတော့လက်ရှိမှာအဲကြည့်နေတယ်ဗောလေဒါ monitoring လုပ်ပြီးကြည့်နေတဲ့ကစားသမားဒီကစားသမားကတော့ Dortmund အသင်းရဲ့ center back ကစားသမား LB မှာလည်းကစားနိုင်တယ်ဂျာမန်သားပေါ့နော်အသက်ကတော့25နှစ်ရှိပြီဖြစ်တယ်ဒါ Schlotterbeck ကိုစိတ်ဝင်စားနေတယ်ဆိုပြီးတော့ baseball ကပေါ်ပြလာတာမျိုးရှိပါတယ်ဒီကစားသမားကတော့ ဒါ Bundesliga မှာဆိုလို့ရှိရင်လည်း Dortmund အသင်းနဲ့ခြေစွမ်းပြသနေတဲ့စာသမားလက်ရှိ Champion League Quarter Final ကိုပေါ့နော် Dortmund အသင်းကိုပို့ဆောင်ပေးတဲ့အထဲမှာလေဒါသူ့ရဲ့စွမ်းဆောင်ရည်ဒီရာဒီမှာပေါ့နော်အများကြီးပါတယ်လို့ပြောရမှာလေဖြစ်ပါတယ်ဆိုတော့အရက်ကတော့ဒါ6ပေ3 Center back အပြင် LB မှာကစားနိုင်တာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါ versatile လို့ပြောလို့ရတယ်ဒါကြောင့်ကျွန်တော်တို့အသင်းရဲ့ low action နဲ့ အဝင်ခွင့်ကြားဖြစ်နေတာမျိုးလေးရှိတယ်ဗောနော center back အပြင်ကျွန်တော်တို့ဒါအားနည်းနေတဲ့ LB မှာပါကစားနိုင်နေကစားသမားဆိုတော့ဒီကစားသမားရဲ့ပြောင်းရွှေ့ကြီးကတော့ပေါင်တန်း40ဝန်းကျင်ခန့်ရှိတယ်လို့တော့သိရတယ်ဆိုတော့ဒီကစားသမားကိုလည်းစိတ်ဝင်စားနေတာမျိုးလေးတော့ရှိပါတယ်ဆိုတော့အလုံးသီးတဲ့အတိုင်းလေဘူးတင်းအောင်လာမယ့်လူရသည်အပြောင်းရွှေ့စီခွင့်မှာတော့မဖြစ်မနေတာကစားသမားတစ်တီကတော့ခေါ်ယူဖို့တော့လိုနေတယ်လက်ရှိဒါကစားသမားလုံလောက်မှုမရှိတာမျိုးလေးရှိတယ်ဗောနော်ဒါအပြင်ဒါလင်ဘူးအတင်းဘက်ကတက်လာတဲ့ report တွေအရာလာမယ့်နေရာဒီအပြောင်းရွှေ့စီခွင့်မှာဆိုလို့ရှိရင်တော့ဒါ Richard Shu နဲ့ Michael Edward တို့ကတော့ လက်ပပူးသင်းကိုပေါ့နော်ဒါအကြီးစားပြပြင်ပြောင်းလဲမှုတွေပြုလုပ်သွားနိုင်ပွဲရှိရဆိုတဲ့တည်နေရလဲတောက်လျှောက်တက်နေတာမျိုးရှိတယ်ပေါ့နော်တစ်ဆက်တည်းမှာပဲဒါကျွန်တော်တို့အသင်းအဓိကစားသမားနှစ်ဦးဖြစ်တဲ့ဒါမိုဆာလာထရန့်အာနိုဘာကယ်ရိုရဲ့ကွန်ထရက်ကိစ္စလေးမရေမရာလေးတွေဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်အဲဒီကစားသမားတွေဒါတကယ်လို့စာချုပ်တစ်မချုပ်ဆိုပြဘူးဆိုလို့ရှင်တို့ဒီကစားသမားတွေနေရာမှာ position လိုက်ကစားသမားတွေပါထပ်ပြီးတော့ရှားမဲ့အနေထားလေးတွေပေါ့နော်ဆိုတော့လာမယ့်နေရာဒီအပြောင်းရွှေ့စည်းခွင့်မှာတော့ Liverpool အသင်းအနေနဲ့ဒါကြီးကြီးမားမားအပြောင်းလဲလေးမြင်တွေ့ရနိုင်ဖို့ရှိရလို့ထင်တယ်။အလက်ရှိမှာတော့ ဒါမင်းသားကြီးပေါ့နော် PR တွေအောက်ရောက်နေတဲ့မင်းသားကြီးရဲ့ injury ခဏခဏရနေတဲ့ monster တိုက်စင်မှုတွေဒီကိုယူတာရေကတော့ရောင်းချနိုင်မှုရှိရဲဆိုတဲ့တည်င်းကတောက်လျှောက်တက်နေပြီးတော့ Alexander Isak နဲ့ Joao Pedro ကတော့ Liverpool အသင်းစိတ်ဝင်စားနေပြီးလက်ရှိမှာတော့ Dortmund တင်းရဲ့ center back ကစားသမား Schlotterbeck ကိုလည်းစိတ်ဝင်စားနေရဆိုတဲ့ဒါ transfer news လေးကတော့လက်ရှိမှာ update ဖြစ်နေပါတယ်ဆိုတော့ဒီအကြောင်းအရာလေးအပေါ်မှာအမြင်လေးတွေပေါ့နော် common boss မှာဝင်ညှပ်ပေးသွားခဲ့ကြပါအောင်ဆိုတော့ SN TV ကိုအားပေးနေတဲ့ကျွန်တော်တို့ Liverpool fan ကြီးကိုလည်းအားလုံးအဲကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ